ခလေးပျော်စံသားများကို ရခိုင်ပြည်နယ်စကိုင်းနှင့်မကွေးတိုင်းဒေသကြီးတို့တွင်ခမှန်ပွင့်လင်းစွာတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ အချောင်းဝမျိုးမျိုးကြောင့်ယာယီနေရဲ့စွန်ခွာရွှေပြောင်းနေထိုင်နေရတဲ့မိသားစုများမှ ခလေးငယ်ထွေးနဲ့သူတို့ရဲ့မိသားစုဝင်တွေကိုစိတ်ပိုင်းဆိုင်ရာအားပေးကူညီဖို့အတွက်ရည်ရွယ်ပြီးခလေးပျော်စံထားတွေကိုဖွင့်လှစ်ပေးလျက်ရှိရမှရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှထပ်မံဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံကြက်ချီနီအသင်းကကလေးပြော်စံထားကိုရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာဥစွာဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီးချမ်းပြည်နယ်နဲ့တိုင်းဒေသကြီး၃ခုမှာတော့ထပ်မံဖွင့်လှစ်ပေးတာဖြစ်ပါအထင် ခလေးပြောစံထားကိုချက်ချင်းဒီဝန်ထမ်းတွေနဲ့ဒေသခံချက်ချင်းဒီစေတနာလောကရှင်ထွေကရဲရွာလူထုပူပေါင်းပေါင်းဝင်ကူညီမှုနဲ့အတူဖွင့်လှစ်ပေးလျက်ရှိပြီးစိတ်ပိုင်းဆိုင်ရာအားပေးတဲ့အနေနဲ့ခလေးထွေပျော်ရွှင်စေတဲ့ကစားနီးညာကစားခြင်းပူပေါင်းဆောင်ရွက်မှုအားကောင်းလာစေဖို့နဲ့အချင်းချင်းရိုင်းပင်ကူညီတက်စေဖို့အတွက်ကစားနီးညာကစားစေခြင်း စိတ်ပင်ပန်းမှုလျှော့ချပေးခြင်းနဲ့ဘေးကင်းလုံခြုံမှုရှိတဲ့ပတ်ဝန်းကျင်တစ်ခုမှာကစားစေခြင်းဖြင့် ၊ကုညီဆောင်ရှောင်းမှုတွေပေးလျက်ရှိတယ်လို့ဆိုပါတယ်။ကလေးပြောစံထားမှတရက်ကိုပြန်ပြကလေးငယ်40ဦးကနေ80ဦးကြာလာရောက်စော်ကစားလျက်ရှိတယ်လို့သိရပါတယ်ရှင်။